28ကြိမ်မြောက်တာမန်တည်င်းဘတ်ရဲ့တောက်ကြနေသို့မဟုတ်စိန် Ignatius of Antioch ရဲ့ပွဲနေ့ဖြစ်ပါတယ်။ရှင်လူကာအေယုန်ဂလိကျမ်းအခန်းကြီး7အခန်းငယ်1ကနေ9ထိုချိန်၌ထောင်ပေါင်းများစွာသော လူအစုဝေးသည်စုယုံလာကြသည်ဖြင့်တူးကိုတူးနင်းမိကြလေ၏။ထိုချိန်တွင်ကိုရောသည်စတင်၍တပည့်တော်တို့အားပထမဦးစွာ မိန့်တော်မူသည်မှာ ူတော်ကောင်းရောင်ဆောင်ခြင်းဒီဟုသော ဖာရီဇေဥတို့တဆေကိုတရိထားကြလော့ထုတ်ဖော်ပြောခြင်းမခံရစေရန်ဖုံးကွယ်ထားနိုင်သောအရာမရှိလူမသိစေရန်ရှုဝဲထားနိုင်သောအရာဟု၍လည်းမရှိ ထို့ကြောင့်မှောင်မိုက်တွင် သင်တို့ပြောဆိုသောစကားများကို လူတို့သည် အလင်း၌ကြားကြလိမ့်မည်အိတ်ခမ်းတွင်း၌သင်တို့တီးတို့ပြောဆိုသောအရာကိုအိမ်ခေါင်မိုးပေါ်မှကြီးညာကြလိမ့်မည်ငါ၏မိတ်ဆွေတို့သင်တို့အားငါဆိုသည်ကား ကိုခန္ဓာကိုတတ်ပြီး နောက်ထပ်မြည်တို့မြမပြုတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်သို့သောမြည်သူကိုကြောက်ရမည်အကြောင်းသင်တို့အားငါဖော်ပြမည်ကိုခန္ဓာကိုတတ်ပြီးငရဲထဲသို့ချနိုင်သောသူကိုကြောက်ကြလော့မှန်ပေ၏သင်တို့အားငါဆိုသည်ကားထိုသူကိုကြောက်ကြလော့စာငှက်ငါးကောင်ကိုငွေအသည်ပြားနှစ်ပဲဖြင့်ရောင်းချသည်မဟုတ်လောယင်းတို့တွင်တကောင်းမြဖျားသခင်ရှိတော်တွင် မေ့လျော့ထားခြင်းမခံရသင်တို့ဤဥကောင်း၌ရှိသည်များသောသဘင်တို့ကိုပင်လင်းရေတွက်ထားလေပြီထို့ကြောင့်မကြောက်ကြနှင့်သင်တို့သည်စာငှက်များစွာတို့ထက် ပို၍တန်ဖိုးရှိကြ၏ဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း Saint Ignatius of Antioch အန်ဒီမြို့ကစိုင်းအညာစီဦးယနေ့ခေတ်တူရကီမှာရှိတဲ့ရှေးဦးအသိန်းတော်တစ်ခုကိုဥဆောင်ခဲ့တဲ့ဓမ္မအာဇာနီဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်တမန်တော်ကြီးများရဲ့အရိုက်အရာကိုတိုက်ရိုက်ဆက်ခံခဲ့တယ်စိန်ပီတယ်ရဲ့အပီးမှာရှေးဦးအသိန်းတော်ကိုဥဆောင်ခဲ့တဲ့ပုဂ္ဂိုလ်အဖြစ်သမိုင်းဆရာများက မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီချိန်တော့က AD 90ကနေ100ခုနှစ်အတွင်းရောမိုင်းအလက်ဇန်ဒရီးယားနဲ့အန်တီယုတ်ဆိုပြီးအဓိကအသင်းတော်ကြီး၃ခုတည်ရှိရာနေရာများရှိခဲ့ပါတယ်။ကောင်ဆယ်လော့နစ်ဆီယာကနေပြီးတော့တကယ်အကြီးအမှုပြုနေတဲ့နေရာ၃နေရာအဖြစ်သတ်မှတ်ထားခဲ့တာကိုတွေ့ရပါတယ်။ရောမနဲ့အတူတူကကျန်သောဒီအလက်ဇန်ဒရီးယားနဲ့အန်တီယုတ် နေရာများကလည်းပဲအကြီးမှုပြုတဲ့နေရာများဖြစ်သတ်မှတ်ထားခဲ့တာကိုလည်းတွေ့ရပါတယ်ဒီနေရာမှာခရိယံများကိုပထမဦးဆုံးခရိယံလို့စတင်ခေါ်ဝေါ်တဲ့နေရာဖြစ်လဲပဲတွေ့ရပါတယ်တမန်တော်ဝတ္ထုခန်းကြီး7ခန်းငယ်26မှာသူ့ကိုတရားတော်အတွက်အသေးခံဖို့အတွက်ရောမကိုစစ်တဲ့အဆောက်အကျတင်းကျပ်စွာနဲ့ခေါ်ဆောင်သွားတဲ့လမ်းတစ်လျှောက်မှာ စာပေါင်းမြောက်များစွာကိုရေးထားခဲ့တာကို တွေ့ရပါတယ်။ဒီလမ်းလျှောက်မှာသူဝင်ခဲ့တဲ့နေရာမှန်သမျှအသိန်းတော်ဓာိုင်းမှာရဲရင်ဖို့တည်ကြည်နေဖို့အားပေးခဲ့တဲ့စာတွေပဲဖြစ်ပါတယ်။ဒီလိုအသိန်းတော်တွေမှာသူအထူးသတိပေးခဲ့တဲ့အရာနှိုးဆော်ခဲ့တဲ့အရာကတော့အယူဝါဒအမှားတွေကို မလိုက်မိဖို့ယုံကြည်ခြင်းမှာစွဲမြဲနေဖို့ တမန်တော်ကြီးတို့ရဲ့လက်ဆင့်ကမ်းလာတဲ့ထုံနှန်းဆင်လာကို ခိုင်မြဲစွာတည်မြဲလက်ခံပြီးလက်ဆင့်ကနေဖို့အတွက်အထူးမှားကြခဲ့တဲ့ပုံကိုဖြစ်ပါတယ် Apostolic Succession လို့ခေါ်တဲ့တမန်တော်တို့ရဲ့အယိုက်အယာဆက်ခံခြင်းဟာဒီချိန်တည်းကစပြီးစင်သက်မပြတ်ရှိခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်တန်ယောဟန်ရဲ့တပည့်စိန်ပိုလီကပ်ဦးဆောင်ခဲ့တဲ့စမီနာမြို့မှာဝင်ရောက်ပြီး သူခဏနားတဲ့အချိန်မှာလည်းပဲစာပေါင်းမြောက်များစွာကို ရေးခဲ့ပါတယ်အထူးသဖြင့်ဒီစာတွေဟာခုနပြောခဲ့တဲ့ခရိယာများယုံကြည်သူများကိုအားပေးတဲ့စာတွေပဲဖြစ်ပါတယ်အသင်းတော်ဖခင်ကြီးတွေထဲမှာမှသူဟာ ခရစ်တော်နဲ့ပေါင်းစည်းလိုတဲ့ဆန္ဒဟာ ပြင်းပြစွာတည်ရှိနေတာကိုလည်းပဲတွေ့ရပါတယ်ရောမမှာရှိတဲ့ခရိယာများ ူတရားတော်အတွက်အသေးခံပါကိုမတားချဘူးလေသူကကြိုပြီးတော့မှမှားကြထားတာကိုတွေ့ရပါတယ်ဘာဖြစ်လို့လဲဆိုရင်ခရစ်တော်နဲ့ပေါင်းဆက်ခြင်းနဲ့စိတ်ကပြင်းပြလုံးဝကြီးတယ်သူမဆောက်ထိနိုင်အောင်ကိုဖြစ်နေပြီဆိုပြီးကမှပြောထားတာကို တွေ့ရပါတယ် romance ခန်းကြီး၅ခန်းငယ်ခန်းကြီး၆အစတွေမှာတွေ့တဲ့အတိုင်းပဲသခင်ယေရှုရဲ့ဒုက္ခဆူရနဲ့အတူတူပူပေါင်းခြင်းနဲ့စိတ်သူ့ကို အတုခိုးလိုတဲ့စိတ်ကပြင်းပြသွားတည်ရှိနေကြတာကိုလည်းတွေ့ရပါတယ်ခရစ်တော်နဲ့ပေါင်းဆက်လိုတဲ့သူရဲ့စိတ်ကိုဘယ်ရမှတားဆီးလို့မရဘူးဆိုတာကိုလည်းတွေ့ရပါတယ်ဆရာတော်နဲ့အတူတူကပူပေါင်းဖို့ယဟန်တော်တွေနဲ့ဆရာတော်ယုံကြည်သူများအားစုစည်းညီညွတ်ဖို့တလို့တလုံးတဝါဒီဖြစ်ခြင်းကိုလည်းပဲအထူးအသာပေးပြီးဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ရှေးဦးအသိတော်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေ တခုစီဟာ ကျွန်တော်တို့လက်လွတ်စပယ်အလဟဒအသေးမွားလေးဆိုပြီးထားလိုက်လို့မရပါဘူးအရေးကြီးတဲ့အချက်တွေကြီးပဲလဲဖြစ်ပါတယ်သူတို့ဟာအယူဝါဒတာပိုင်းဆရာမှလည်းအခိုင်အမာတိဆောက်ခဲ့ရတယ်လို့အပြင်ဘက်မှလည်းပဲနှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာတွေ့ရပါတယ်အတွင်းသက်ဖွဲ့စည်းအုပ်ချုပ်ပုံအတွင်းသက်မှာရှိတဲ့အယူဝါဒပိုင်းဆိုင်ရာ အခြားသောကျင့်ဝတ်ပိုင်းဆရာတွေကိုလည်းပဲအထူးအခြေချခဲ့ရတဲ့ကာလဖြစ်တဲ့အသင်းတော်တစ်ခုလုံးဟာ ပုံသွင်းပြိုထောင်ခြင်းခေ formative period ကိုကြော်လွှားနေရတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်အင်မတန်မှအရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီအချက်တွေကို ပြန်ပြီးစူးစမ်းမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာအသင်းတော်ကိုချစ်တဲ့မြတ်လို့တဲ့စိတ်ရှိတယ်။ဒီနေ့ကြားမှကြားသလိုရှင်လူကခန်းကြီး၁၁မှာ သူတို့ကိုယ်တိုင်လည်းမဝင်ဘူးသူများဝင်မှာကိုလည်းဟန်တားနေတဲ့အစ္စရေးခေါင်းဆောင်နေခဲ့သူမဟုတ်ပဲသူကိုယ်တိုင်လည်းဝင်မှုစ조사တယ်လို့တခြားသူများကိုလည်းပဲခေါ်နေတဲ့ဓမ္မအာသာနေသူတော်စင်တစ်ပါးဖြစ်ပါတယ်သူဟာ Doctor of Unity ဆိုတဲ့အတိုင်းပဲအသင်းတော်တွင်စီလုံးညီညွတ်ဖို့တခင်သူကိုယ်တိုင်ကိုယ်တည်းကလည်းစီလုံးညီညွတ်စွာရှိခဲ့တဲ့ပုံကိုအကွက်ကွက်ပြပြရှိတဲ့ပုံကိုမျိုးမဟုတ်ပဲဖျားသခင်ရဲ့ ကြီးလုံးညီညွတ်မှုပေါ်အခြေခံတဲ့ဆိုတဲ့အချက်တွေကိုသွန်သင်ခဲ့တာကိုတွေ့ရပါတယ်။တရားတွေကိုပြန်ချုပ်မယ်ဆိုရင်အသင်းတော်ရဲ့ပိတ်သာယာဖွဲ့မှုကိုသူကအသာပေးတိဆောက်ခဲ့တယ်။အသက်ပေးပြီးကမှယုံကြည်ခြင်းကိုကာကွယ်ခဲ့တာတွေ့ရတယ်လို့အသင်းတော်ရဲ့သာသနာလုပ်ငန်းမှာလည်းပဲကိုယ်တိုင်ကိုယ်ကျထဲထဲဝုံဝင်သွေးချွေးစီယူပြီးတိဆောက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်သင်းတော်ရဲ့ လုံးတော်ရီဖြစ်ခြင်းဟာဖျားသခင်ကျေးဇူးတော်ဖြစ်တဲ့ဒီကျေးဇူးတော်ကိုအစင်မြဲလက်ခံရရှိဖို့အတွက်အမြဲအစင်တဲ့အနေထားမှာရှိဖို့အတွက်သူဟာတိုက်တွန်းခဲ့တဲ့အတိုင်းကျွန်တော်တို့ယနေ့ခေတ်အသိတော်မှာလည်းပဲအမြဲတစေစီလုံးညီညွတ်စွာရှိနေကြဖို့ဒီစီလုံးညီညွတ်ခြင်းဟာဖျားသခင်စီလုံးညီညွတ်ခြင်းပေါ်မှာအခြေခံပြီးပေါ်ထွက်လာတယ်ဆိုတဲ့အသိနဲ့ဘယ်တော့မှအစိတ်ပြအားငယ်ခြင်းမရှိဘဲနဲ့အပြစ်မှန်မြင်ရတဲ့ကြော်လွှားရတဲ့အရာများကိုအကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ဖို့ယုံကြည်ခြင်း၌ဆက်လက်ပြီးစွမ်းစိတ်ထက်သန်နေဖို့အတွက်ဆုတောင်းကြပါစို့ say ignatius pray for us